ဒေသနာကျမ်းအခန်းကြီး6အငယ်1မှ7လူတို့တွင်အတွေ့အများ၍နေအောင်၌ငါမြင်ရသော အမှုဆိုဟူမူကားအလိုဆန္ဒရှိသမျှပြည်လောက်အောင်စီးစိမ်ဥစ္စာကုန်အစရိကို ပြားသခင်ပေးတော်လေခံစားရသော အခွင့်ကိုပေးတော်မမူသောကြောင့် ိုယ်တိုင်မခံစားရမဆိုင်သောသူတစ်ပါးဝင်၍ခံစားရသောအမှုသည်အနတ္တအမှုဆိုးသောအမှုဖြစ်၏လူသည်နှစ်ပေါင်းများစွာအသက်ရှည်၍တားတရားပင်ရှိ냐တော်လေအလိုဆန္ဒမပြည့်စုံဘဲတင်းကြိုခြင်းကိုမခံရဘဲတည်သွားလျင်ထိုသူထက်ပြတ်သောကိုဝင်သည်တာ၍မျက်ဤအကြောင်းမူကားပြတ်သောကိုဝင်သည်အချီးနီးပေါ်လာဤမောင်မိုက်ထဲမှထွက်သွား၏ သူ့အမိကမောင်မိုက်နှင့်ဖုံးလွှမ်းလျက်ရှိလိမ့်မည်။နေကိုလည်းမမြင်ရ။အဘဲအရာကိုမျှမသိရ။တို့တော်လေအရင်ဆိုသောသူထက်သာ၍ချမ်းသာရ၏။အကယ်၍အရင်ဆိုသောသူသည်အနှစ်နှစ်ထောင်အသက်ရှင်တော်လေအကျိုးကျေးဇူးမရှိအလုံးစုံတို့သည်တခုတည်းသောအရက်သို့တွားရကြသည်မဟုတ်လော။ လူကျူးစာအာထုတ်သည်များတို့၌ဝမ်းပို့သာကျူးစာအာထုတ်တော်လေစားခြင်းသောစိတ်မပြေနိုင်ပညာရှိသောသူသည်မိုက်သောသူထက်အဘယ်ကျေးဇူးရှိသနည်းအသက်ရှင်သောသူများရှိမှချင့်ချံပြုမှုတတ်သောစိရဲသားဤအကျိုးကျေးဇူးကအဘယ်သို့နည်းကိုယ်တိုင်တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်းအကျိုးထက်သာ၍ကြီး၏ထိုအမှုအရာသည် အနတ္တအမှုလေးကိုစက်စားသောအမှုဖြစ်၏ ရှိသမျှတော့အချင်းအရာများကိုမှတ်သားနှင့်ပြီးလူဤအချင်းအရာတက်တက်ဖြစ်သည်ကိုသိရ၏လူသည်မိမိထက်တကူးကြီးသောသူနှင့်မပြိုင်နိုင်ရာ အနတ္တတိုးပွားစေရာအကြောင်းများပြားသည်ဖြစ်၍လူသည်အဘယ်ကျေးဇူးရှိသနည်း အရေးကဲ့သို့လွန်တက်သော အနတ္တအသက်ကာလပတ်လုံးလူ၌ကျေးဇူးပြုတတ်သောအရာကိုအဘယ်သူသိနိုင်သနည်းနေအောင်၌လူနောက်မှဖြစ်လက်တတ်သော အမှုအရာတို့ကိုလည်းအဘယ်သူပြောနိုင်သနည်းအာမင် God bless you